ဟယ်လိုဒီနေ့ကတော့ကို current energy အတွက်ကက်ကလေးတွေကျိုးဆွဲထားပြီးသားဖြစ်သွားတယ်ပေါ့နော်အာဘာဖတ်ပေးမှလဲဆိုတော့ဒီနေ့ reading က တဖက်သူနဲ့ပတ်သက်ပြီးတော့ဘာရီတည်တည်လဲဆိုတာကိုဖတ်ပေးမှာဒို့တော်လည်းပဲ collected reading ဖြစ်တဲ့အတွက်ကြောင့်မလို့ current လို့ပဲကိုက current energy ကိုကိုယ့်ရဲ့ collected တွေက current energy ကိုအရင်စစ်ပေးထားတယ်ပေါ့နော် page one the hierophants and queen of pentacles ရာကိုယ့်ရဲ့ collected တွေကလက်ရှိမှာအရင်ကို energetic ဖြစ်နေတာတွေ့ရတယ်တခုခုကိုစတင်ဖို့အတွက်စောင့်နေတာမျိုးပေါ့နော်တချို့ဆိုရင်လည်းစတောင်စပြီးသွားပြီးအစတခုခုဒီအစဆိုတာကအာ အလုပ်အကိုင်လည်းဖြစ်နိုင်တယ်ပညာရေးလည်းဖြစ်နိုင်တယ်အခြေအမြစ်တာရေးလည်းအိမ်ထောင်ရေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဘာပဲနေနေတခုခုကိုစတင်ဖို့အတွက်ဆန္ဒပြင်းပြနေတဲ့အချိန်ဆိုတာမျိုးကိုမြင်ရတယ်တချို့တွေဆိုလုပ်ငန်းခွင်ထဲမှာ project အသစ်ကိုတောင်းရင်ယူပြီးတော့စတင်လုပ်ကိုင်နေတဲ့သူတွေတချို့သူတွေက lifestyle shift ပေါ့နော်ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကိုစတင်ပြီးတော့အပြောင်းလဲလုပ်ထားတာမျိုးတွေပုံမှာ gym ဆော့ဆော့တာမျိုး yoga ဆော့ဆော့တာမျိုးဒီဟို comfort ဖြစ်နေတဲ့ daily life ထဲကနေပြီးတော့ အပြောင်းလဲတွေစတင်ပြီးလှုပ်ထားတဲ့သူတွေပေါ့နော်အဲ့ဒီလိုလှုပ်ဖို့အတွက်လဲ passion အရန်ဖြစ်နေတာမျိုးတွေ့ရတယ်စိတ်အားအရန်ထက်တန်နေရမျိုးပေါ့နော် passion အရန်ဖြစ်ပြီးတော့ကြတော့အရန်စိတ်အားထက်တန်ပြီးတော့ overthinking ကိုဘာမှမရှိဘဲနဲ့အဲကြည်လင်ပြီးတော့ပျော်ရွှင်နေရမျိုးကိုတွေ့ရတယ်ဆိုတော့သူ့ရဲ့ picture message ကတော့ကြည်လင်နေဆိုတာဘယ်လိုပြောမလဲသူ့မှာ စိတ်ပြင်းပြမှုရှိရတယ်ဒါပေမဲ့ဒေါသလိုမခံစားရတဲ့အာသူ့ရဲ့မျက်နှာတည်ကြည်မှုကိုကြည်လိုက် overthinking မဟုတ်ဘဲနဲ့ငါရအောင်လုပ်မယ်ဆိုတော့ဆုံးဖြတ်ထားတဲ့ဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်အားတက်ကြွမှုပေါ့နော်အဲ့ဒီလို energy မျိုးနဲ့လက်ရှိမှာတစ်ခုခုကိုအစပြုတ်ထားတဲ့သူတွေကိုယ့်ရဲ့ collective ထဲမှာပါမယ် frost ဖြစ်နေတဲ့ message ပေါ့နော်ဟိုအသက်အရွယ်နဲ့မဆိုင်တဲ့အာ တက်ကြွမှုတွေလက်ဆက်မှုတွေဒီအချိန်မှာပြန်ပြီးတော့ခံစားနေရရတဲ့သူတွေပါမယ် hierophants အရာဒီလိုမျိုး fashion oriented ဖြစ်ခြင်းနဲ့တခုခုကိုစတင်ထားတဲ့ဆိုတော့ညာလဲမြေဆန်းခင်းရံပြူတာမျိုးမဟုတ်ဘူးမင်းမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြီးအချိန်ယူပြီးတော့မှလေ့လာလိုက်စားခဲ့တယ်ဆုံးဖြတ်ချက်ကိုလည်းခိုင်ခိုင်မာမာချထားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမင်းလုပ်နေတဲ့ကိစ္စတွေကမင်းရဲ့အုံနောက်ကနေပြီးတော့လာတာဖြစ်တယ်ပေါ့နော်သူများပြောလို့သူများတိုက်တွန်းလို့လုပ်တာမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်ကတန်ဖိုးထားပြီးတော့ဆုံးဖြတ်ခဲ့တာဖြစ်တယ် ်ဆိုတော့အာတော်တော်ကြီးကိုပဲအဆင်ပြေပြီးတော့ချောမွေ့နေရမျိုးကိုတွေ့ရတယ်ပေါ့နော်အဆင်မပြေနေဘူးနည်းနည်းအဖို့အထက်လေးအခက်အခဲလေးရှိမယ်ဆိုရင်တောင်မှပဲဒါဟာမင်းကင်တွေ့နိုင်တဲ့အဲ level မှာပဲရှိတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီစတင်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လုံလောက်တဲ့ learning လုပ်ထားပြီးသား knowledge ရှိထားပြီးသား ဒီလိုမျိုးတွေ့ရတယ်ပေါ့နော်တချို့သူတွေဆိုရင်ပညာရေးကိစ္စစတင်ထားတာမျိုးဖြစ်နေမယ်တင်တန်းတစ်ခုခုတက်တာမျိုးကိုကိုရိုင်းကတင်တန်းဖွင့်တာမျိုးဒီလိုမျိုးပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့အစတစ်ခုခုကိုလှုပ်ထားတာမျိုးတွေကိုတွေ့ရတယ်တချို့သူတွေ regular တစ်ခုခုကိုလှုပ်ထားပြီးတော့ result ဆောင်နေတာမျိုးတွေလည်းမြင်နေရတယ်နော်ဆိုတော့ဘာပဲပြောပြောအရန်ကိုကောင်းပါတယ်။အငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ freedom ဖြစ်နေတာအခုတလုံးမှာဒီစားခဲ့တဲ့ကိစ္စနဲ့လဲဆိုင်လိမ့်မယ်။အလုပ်တစ်ခုစတင်ထားတဲ့သူတွေဆိုရင်အဲ့ဒီအလုပ်ကနေပြီးတော့မျိုးမျိုးမြတ်မြတ် ပိုက်ဆံနေအများကြီးဝင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ် nurturing energy ပေါ့နော်ဒီဒီတစ်စိလေးပြိုးလိုက်တာကနေပြီးတော့တစ်ပင်ကြီးဖြစ်သွားတဲ့အချိန်မှာကိုကိုတိုင်းသာမကကိုဗီနာကသူနေသူတွေကိုပါအင်းကိုကအပြည့်အဝပံ့ပိုးပေးနိုင်ပြီးတော့ abundance energy တွေရလာတာမျိုးအဲ့ဒီလုပ်ငန်းကိစ္စတာစတင်ထားတဲ့သူတွေဆိုရင်အဲ့ဒီလုပ်ငန်းကိုမင်းကိုယ်တိုင်ကလုံးဝကိုစနစ်တကျပြုစုပြောင်းထောင်လိမ့်မယ် discipline ကောင်းကောင်းနဲ့ပေါ့နော်ဒီ queen of pentacle ကိုကြည့်လိုက် အပျော်ပါလိုက်စားမာတွေအာနာရာတွေအာပင်မနေပြီဆိုတာတွေဘာမှမရှိပဲနဲ့ပင်မနေတယ်ဆိုရင်တောင်မှပဲငါစတင်ခဲ့တဲ့ဒီမျိုးစိတ်လေးကိုအကြီးထွားလာတဲ့အထိရအောင်လို့အာစိုက်ပြိုးမယ်ပြုစုမယ်ပြိုးထောင်မယ်ဆိုရဲတန်ဋိဌံအပြည့်နဲ့အာ picture mistakes ပေါ့နော်ဆိုတော့လက်ရှိမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အလုံးအခဲဝင်ထားတဲ့သူတွေ လဲရှိနိုင်သလိုမျိုးဒီစလိုက်တဲ့ project ကနေပြီးတော့ကြီးကြီးမားမားငွေဝင်တာမျိုးတွေ financial freedom ဖြစ်သွားမှာမျိုးတွေကိုလည်းတွေ့ရပါတယ်။ဘာပဲပြောပြောအာဒီအစားတစ်ခုကနေပြီးတော့လမ်းဆုံးကိုမရောက်ခင်လမ်းလယ်မှာပင်မလာရဆိုတော့ခန်းစားချက်မျိုးတွေခန်းစားရတယ်ဆိုရင်တောင်းပါပဲမင်းကဘာကိုတိဆောက်ခဲ့တာလဲဆိုတာကိုအာဘာကိုလိုချင်လဲဆိုတာကိုဂယူဒီဇိုင်းလေးပြန်ကြည့်ပြီးတော့ထိမ့်သိမ့်ဖို့လိုရဲဆိုတာလေးကိုတော့ပြောချင်တယ်ပေါ့နော်အရင်ကြီး ခွင်းတော်ဖန်တီကယ်ဆိုတော့ပေါ့နော်ဖန်တီကယ်ဆိုတော့ outside ပေါ့နော် outside နေတဲ့ထုံးစံအတိုင်းခေါင်းမှပြီးတော့အရန် action oriented ဖြစ်တာအရန် detail oriented ဖြစ်လွန်ပြီးတော့ပျော်ရွှင်မှုကိုမေ့သွားတာမျိုးတွေတော့ဖြစ်တတ်တယ်ဆိုတော့ဒါ current energy မှာကိုကအရန်တော့ကောင်းတယ် အရန်တော့ကောင်းတယ်ဒါပေမဲ့ပျော်ဖို့မင့်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဖြစ်ချင်စိတ်တည်းအတွက်စိတ်အားအရန်ထက်တန်နေတယ်သို့တော်လည်းပဲအဲ့ဒီထဲမှာပျော်ရွှင်မှုမပါဘူးဖြစ်နေတယ်ဒါလေးကိုတော့သိချာလေးခရင်ဆိုင်ဖို့ထပ်ပြီးတော့အကြံပေးချင်ပါတယ်ရှင်ကိုတို့က work life က balance ဖြစ်နေရမယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ self value တွေလည်းပျောက်သွားလို့မရဘူး အဲ့ဒီဟာကိုလည်းခဲလောက်ရမယ်ပေါ့နော်ဒါမှပဲအောင်မြင်မှုကိုတလန်းရင်းနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကဆုံးရှုံးမသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့ current energy မှာရင်း9မိနစ်ဖြစ်သွားပြီကိုတို့တွေဒီမှာပဲရက်လိုက်တော့မယ်ဒီအထိမှန်နဲ့ဆိုရင်တော့စက်ကြည့်ပါမင်းရဲ့အခုမင်းတွေးနေတဲ့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဘာတွေသိထားဖို့လိုလဲဆိုတာကိုဖတ်ပေးမှာဖြစ်တယ်ပေါ့နော်ဟောလိုက်တဲ့တွေးရတဲ့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဘာတွေသိထား ရှင်။ color တစ်တည်းနဲ့နဲ့သူ့ရဲ့တစ်ဖက်တစ်ဖက်ပတ်သက်ပြီးဒါလေးတည်ထားဖို့လိုတယ်ပြောပြပေးပါရှင်။ Okay, two resource and higher match oh တစ်ဖက်က energy ကတော့အတော်မကောင်းနေဘူးနော်။ Nairo Pandike Okay, four of Pandike. အခု D reading ကိုလာကြည့်ရဲ့ကိုယ့်ရဲ့ collective တွေက relationship ထဲမှာတော့တော်တော်ကြီးကိုနှစ်ရှည်လာများတွဲထားတဲ့ relationship တွေဖြစ်နေမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ယဉ်ခုန်တန်တွေကအေးခဲနေပြီးစိတ်လှုပ်ရှားမှုတွေစိတ်တုံးနေပြီးဆိုတာကိုတွေ့ရတယ်။ Okay လက်ရှိမှာအတော်ကြီးကိုတစ်ဖက်သူကပိတ်မိနေရအောင်တွေ့ရရော။ သူကလေဒီ relationship နဲ့ပတ်သက်ပြီးတော့သူမဟုတ်မင်းနဲ့ပတ်သက်ပြီးတော့ဂျင်းနဲ့ကြက်တဲ့ကိုရောက်နေတာမျိုးကိုတွေ့ရတယ်ပေါ့နော်အကုန်လုံးကအဲ့ဒီလိုမျိုးစိတ်ခံစားချက်တွေစိတ်ထောင်ချောက်တွေထဲမှာပိတ်မိနေတဲ့ message တွေကိုပဲပေးနေတာပေါ့နော် true resource အရာဒီတစ်ဖက်သူကဒီအချိန်မှာအာ emotionally ရော mentally ရောမင်းနဲ့ပတ်သက်ပြီးတော့ ရှောင်နေရမျိုးကိုတွေ့ရတယ်။တချို့သူတွေမင်းနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေကသူ့အတွက်ဘယ်ဟာကအမှန်လဲဘယ်ဟာကအမှားလဲဒီလိုမျိုးဟိုမခွဲခြားနိုင်တော့တဲ့အထိအဲ့ဒီနှစ်ခုကြားထဲမှာပေါ့နော်ပိတ်မိနေတာ အာကိုရွေးချယ်လို့ရွေးချယ်ရမှာမသိဘူး။ तू ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းနားမလည်နိုင်ဘူး။အမှန်အမှားကိုမသိတော့ဘူး။ तू နှလုံးသားကဘာလို့ဂျင်းမန်းလဲမသိဘူး။ तू အုံနောက်ကဘာကိုပြနေမှန်းလဲ तू မသိဘူး။ဒီဆက်ဆက်ရင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီလိုတီးဖို့လည်းမစိုးစားပဲနဲ့ရှောင်ပြေးနေရမျိုးကိုတွေ့ရတယ်။ဆိုတော့ဒီလူနဲ့ပတ်သက်ပြီးတော့မင်းတိထားရမှာကလက်ရှိမှာမင်းနဲ့ပတ်သက်ပြီးတော့သူ့မှာ inner conflict and uncertainty တွေအများကြီးနေတယ်ပေါ့နော်။မင်းနဲ့ပတ်သက်ရင်ရွေးချယ်မှုတွေမလုပ်နိုင်ဘူး။ မင်းနဲ့ပတ်သက်ရင်ဆုံးဖြတ်ချက်တွေမချနိုင်ဘူးမင်းနဲ့သူ့ရဲ့အနာဂတ်အတွက်သူ့မှာဘလို့ plan မှ မရှိနေဘူးဒါကိုသိထားဖို့လိုတယ်ဟိုက်ဂမန်စ်ရဲ့ energy အရလဲ feeling trap ပဲထပ်ပြီးပြရတယ်။သူတို့ source need to စိတ်ထောင်ကြောက်တွေထဲမှာပိတ်မိနေတယ်။သို့တော်လည်းအကောင့်ဘက်ကနည်းနည်းလေးပြန်ပြောပေးရရင်တော့မင်းနဲ့ပတ်သက်ပြီးတော့ဒီ relation နဲ့ပတ်သက်ပြီးတော့တစ်ဖက်သူကပြန်ပြီးတော့စောင့်ကြည့်နေစေကာလာပေါ့နော် reflection ပြန်လုပ်နေရအောင်တွေ့ရတယ်။ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဒီလူနဲ့ပတ်သက်ပြီးတော့သူအဲရှေ့ကိုအများကြီးမစင်စားဘူး။အနောက်ကိုလည်းမသွားဘဲနဲ့ခဏလေးရက်လိုက်ပြီးတော့သူ reflection ပြုတ်နေပြန်သုံးသပ်နေရပေါ့နော်။အဲသူဘာတွေကိုအစင်တဲ့မဖြစ်နေသေးတာလေဘာတွေကို action ယူဖို့အတွက်ကြောက်လန့်နေရလဲ အဲ့ဒီလိုမျိုးသူ့ကိုယ်သူပြန်ပြီးတော့ရှာဖွေနေတယ်အမြင်လေးပြောင်းပြီးတော့ကြည့်ဖို့အတွက်မတူညီတဲ့နီးလန်းတွေကိုတုံးပြီးတော့ အော်ဘယ်လိုမျိုးကောင်းအောင်ပြန်လဲတိဆောက်ရမလဲဆိုပြီးသူရှာနေတာမျိုးလည်းဖြစ်နိုင်နေပေါ့နော်ဒါသူနဲ့ပတ်သက်ပြီးတော့မင်းတိထားတင်တဲ့အရာတွေသူ့ဘက်ကဒီလိုမျိုးခံစားချက်တွေကြားထဲမှာပိတ်မိနေပြီးရှုပ်ထွေးနေတဲ့အချိန်မှာမင်းဘက်ကသူ့ကိုတအားကြီးတွားပြီးတော့ဖိအားပေးလို့မရဘူးပေါ့နော်နေငါ့ကိုမယူသေးဘူးလားနေငါ့ကိုလက်မထပ်သေးဘူးလားအိမ်ကတော့ဘယ်လိုပြောနေပြီးပတ်ဝန်းကျင်ကဘာတွေပြောနေပြီးဒီလိုတွားလုံးလို့မရဘူးဒီအချိန်မှာဘာကြောင့်လဲဆိုတော့သူ့ကိုယ်တိုင်တောင်မှပဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးရှုပ်ထွေးနေရလေမင်းကိုအဖြေပေးဖို့သူ့မှာမရှိနေဘူးဘာကြောင့်လဲဆိုတော့ မပေးစင်လို့မဟုတ်ဘူးသူ့မှာကောမရှိနေတာသူကိုယ်တိုင်ကောပိတ်နေနေတာမတိနေဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့တဖက်သူကိုဒီအချိန်မှာမြင်အနေနဲ့သူ့ကိုအချိန်လေးပေးဖို့လိုတယ်ပေါ့နော်သူ့အတွက်အချိန်လိုအပ်နေတယ်ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးမင်းနဲ့ပတ်သက်ပြီးတော့သူ new angle ကနေကြည့်ဖို့အတွက် new situation တွေဖန်တီးဖို့အတွက်နားလည်မှုတွေပေးဖို့အတွက်သူ့ awakens thing ဖြစ်နေတယ်။ဒါကြောင့်သူ့ရဲ့ energy ကလက်ရှိမှာ move forward လုပ်ဖို့အတွက်အစဉ်အသင့်ဖြစ်မနေသေးဘူး။အဲမင်းအနေနဲ့အချိန်ပေးဖို့လိုအပ်နေတယ်။ Nairo Pandike ရရတယ်အဲ့လိုပဲပေါ့နော်။ quiet or slow ပါရှင်။သူဒီအချိန်မှာမင်းမင်းကလာသူ့ကိုစကားတွေပေါက်ပေါက်ဖောက်လောက်အောင်ပြောပြီးတော့နားရီညီလောက်အောင်ပြောပြီးတော့တောင်းရင်ယူမှုတောင်းရင်ခံမှုတွေလောက်ခိုင်းနေတာ။သူ့ဘက်ကတော့ကြောက်တုံးလိုပဲလှုပ်ကိုလှုပ်နေဘူးဆိုတာမျိုးကဘာကြောင့်ဖြစ်နေလဲဆိုတော့သူအယံကိုတိတ်ဆိတ်ဖို့လိုအပ်နေရဲ့။သူ့ရဲ့မင်းနဲ့ပတ်သက်တဲ့ action တွေကနှေးကွေးကောင်းနှေးကွေးနေလိမ့်မယ်။ဒါပေမဲ့လည်းအချိန်လေးပေးပြီးတော့စောင့်ကြည့်လိုက်ပါ။ စတရီဖြစ်မယ်ဒို့ပေမဲ့သူစီကနေလွားရဖြစ်တဲ့တခုခုကို seriously ပြန်ရလိမ့်မယ်ပေါ့နော်ဂတိကဝတ်တခုခုကိုပြန်ရလိမ့်မယ်အချိန်လေးပေးပြီးစောင့်ကြည့်ပါဘာကြောင့်လဲဆိုတော့နှစ်ယောက်သားရဲ့ဆက်ဆံရေးကအရန်ကြာနေပြီဖြစ်တဲ့အချိန်မှာတချို့ခံစားချက်တွေကအေးခဲနေပြီတချို့ဂတိကဝတ်တွေကလွင့်ပြယ်နေပြီအယောင်တွေကဆိုတော့ဒါတွေကိုပြန်ပြီးတော့အယောင်တင်ဖို့ပြန်ပြီးတော့သူရှာဖွေဖို့ဆိုရင်အချိန်လိုတယ်လေနော်နှစ်ယောက်သားကြားထဲမှာ ဖြစ်ချင်တာထက်ပဲဖြစ်တင်လို့ရှေ့ဆက်နေကြတာကဖြစ်ဖို့များနေတာဆိုတော့လေဟိုခံစားချက်တွေကိုလည်းပြန်ပြီးအသက်သွင်းဖို့လိုတယ်လေနော်ဒါကြောင့် Nairo Pandigan နဲ့နှစ်ဖက်လုံးမှာအေးခဲနေတဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့သူဟာဖြည်းဖြည်းဖြည်းနဲ့မှန်မှန်လေးသွားဖို့ပဲဒီအချိန်မှာအလိုရှိနေတဲ့အတွက်မင်းအနေနဲ့အရန်ကြီးတွန်းအားမပေးပါနဲ့ဂယူးဒစိုက်လေးဒီဆက်ဆံရေးကိုစောင့်ကြည့်ပြီးတော့အော်တဆင်ချင်းတဆင်ချင်းသွားဖို့လိုတယ်ပေါ့နော်ဒါဆိုရင်တော့ main လိုချင်တဲ့ stability ဖြစ်တဲ့ ခိုင်ခန့်ပြီးတော့တည်မြဲတဲ့အာ deeper relation လေးတစ်ခုကိုတည်ဆောက်နိုင်လိမ့်မယ်မဟုတ်ဘူးဆိုရင်တော့ဖယူဖယဲဖြစ်သွားလိမ့်မယ်ပေါ့နော်တော့ပေါ့နော်အခုလက်ရှိအချိန်မှာမင်းကသူ့ကိုလေအရန်ကြီးထိန်းချုပ်တာမျိုးတွေတဝင်တူတာမျိုးတွေငွေချင်းနဲ့ပတ်သက်ပြီးတော့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့တွန်းအားပေးတာမျိုးတွေအဲလှုပ်တဲ့အချိန်မဟုတ်ဘူးပေါ့နော် သူကလေဒီ emotionally အရာတောင်မှဟိုဘယ်လိုပြောမလဲ holding back ဖြစ်နေတာပေါ့နော်ဒါကြီးကိုမင်းကသွားပြီးတွန်းအားပေးလိုက်ရင်မင်းအပေါ်မှာစိတ်ပြတ်တာတွေစိတ်ကုန်တာတွေပူပူပြီးတော့ဆိုးလာပြီးတော့သူစူးစမ်းပြီးဆယ်နေတဲ့ဒီကာကွယ်နေတဲ့ဒီအခြေအနေလေးက ပြိုကျသွားလိမ့်မယ်။ဒါကြောင့်မို့လို့သူ့ကိုမဆုံးရှုံးခြင်းမူဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ရက်တက်မပစ်ခြင်းမူဆိုရင်တော့လက်ရှိမှာမင်းတိထားဖို့လိုတာကအရန်ကြီးတွန်းအောင်မပေးပါနဲ့။ဒီတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဂယုရစိုက်လေးနဲ့စိတ်ရှိရှိလေးထားပြီးသူ့ကိုအချိန်ပေးလိုက်ပါ။အချိန်တစ်ခုရောက်လာတဲ့အချိန်မှာသူ့ဘက်ကနေပြီးတော့မင်းလိုချင်တဲ့အဖြေမျိုးပေးလာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးပေါ့နော်။တချို့တချို့တွေဆိုရင်လေ ပါတီ saturation ဝင်နေတာမျိုးတွေဖြစ်နိုင်မယ်เนาะ။ဒါကြောင့်လဲဆိုတော့ဒီတစ်ဖက်သူကမျိုးသမီးပဲဖြစ်ပါစေအမျိုးသားပဲဖြစ်ပါစေ cheating လုပ်ဖို့အရန်ကိုနှီးစက်နေတဲ့ energy မှာတွေ့ရတယ်။ဒါကြောင့်လဲဆိုတော့ lashes relation နဲ့မှာ तू ကပြောမနေဘူးလေဒီ relationship relationship တဲ့ shit ထဲကကိုယ့်ရဲ့ partner ကကိုကိုစိတ်ဖိစီးမှုတွေပဲပေးတယ်စိတ်အဆင်မပြေမှုတွေကိုပဲပေးတယ်အိုးနာကြီးအောင်ဘွားစီဘွားစီလာပဲလုပ်နေတယ်ငါ့ကို romantic ဖြစ်တဲ့ feeling တွေမပေးနိုင်တော့ဘူးလို့ခံစားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ဟာ chase လုပ်ဖို့အတွက်အရန်ကိုနီးစပ်နေတဲ့အခြေအနေမျိုးမှာရောက်နေတယ်တချို့ဆိုလုံတောင်လုံနေလောက်ပြီအဲ့ဒီလိုလုံနေလို့လဲဘသူ့ကိုရွေးချယ်ရမှန်းမသိဘာကိုဆုံးဖြတ်လို့ဆုံးဖြတ်ရမှန်းမသိဘဲနဲ့ရှောင်ပြေးပြီးတော့ဟို ဝေခွဲမရဖြစ်နေတာမျိုးတွေ့တယ်။တချို့သူတွေကြတော့လေသူကိုယ်တိုင်ကဖောက်ပြန်နေတယ်၊သူကိုယ်တိုင်ကချစ်လုံနေတယ်၊ကိုယ့်ရဲ့ပါတနာအပေါ်ကိုလည်းစိတ်ခံစားချက်ကောင်းကောင်းမပေးနိုင်ဘူးဆိုတော့ညာလဲ they don't care เนาะဘာလို့မှကြိုးမဆိုင်ဘူးငါလှုပ်ချင်တာလှုပ်မှာပဲဆိုတာမျိုးဒါပေမဲ့တကယ် inner ပေါ့เนาะသူတို့ရဲ့ဟိုအတွင်းထဲမှာကြာကြောက်နေတာအပြင်ဘန်းမာတာပဲငါနင်းကိုလက်လွတ်လိုက်တော့မယ် တော်ပြီနင်းနဲ့ဆက်ဆံရေးကိုငါရှေ့မဆက်တော့ဘူးဒီအိမ်တော်ကြီးကိုဆင့်မဆက်ချင်တော့ဘူးဒီ relation ကိုဆင့်မဆက်ချင်တော့ဘူးဆိုပြီးတော့ဂယူးမဆိုင်တဲ့ပုံစံပြနေပြင်မဲ့တကယ်လဲသူမင်းကိုအဆုံးရှုံးမခံနိုင်သေးဘူးဘာကြောင့်လဲဆိုတော့တစ်ဖက်သူကတရေဘောကြောင့်တာကိုတွေ့ရတယ်ပေါ့နော်သူဟာသူတကိုယ်ရဲ့ရက်တိဖို့အတွက်သူ တတိရှိမနေသေးဘူးမင်းရှိနေမှာဖြစ်မယ်အပြောင်းလဲတွေသူ့ဘဝရဲ့ကိုရောက်လာမယ်ဆိုရင်မင်းရှိနေမှာပဲသူဟာခံနိုင်ရင်ရှိလိမ့်မယ်လို့သူ့ကိုသူတွေးနေတာမျိုးကိုတွေ့ရတယ်ဆိုတော့ energy ကနောက်ဆုံးနောက်ဆုံးမှာပပလေးပါမိလဲဆိုတော့တချို့ဒီချီတင်းလောက်ခံနေရတဲ့သူတွေဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတိထားရမှာက မင်းအနေနဲ့ပြက်ပြက်သားသားဆုံးဖြတ်နိုင်လဲဆိုရင်တော့သူ့ကိုဇွတ်တင်တွန်းအားပေးလို့ရတယ်ဒီအချိန်မှာနင်ဘာလို့မှလဲတယောက်ကိုပဲရွေးဆိုပြီးလှုပ်ခိုင်းလို့ရတယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့သူတို့ကလေကြောက်ကန်ကန်သွားလိမ့်မယ်ပေါ့နော်ဟိုသူတို့လှုပ်ထားတဲ့အမားကိုဖုံးကွယ်စင်သောအားကြီးပြီးတော့မင်းစီကနေစွန့်နှစ်ပြီးတော့ထွက်သွားမှမျိုးတွေ့ရတယ်အဲ့လိုထွက်သွားတဲ့အချိန်မှာလဲအကြောင်းပြချက်ကပါလဲဆိုတော့မင်းကသူ့အတွက်မကောင်းလို့အာမင်းနဲ့သူနဲ့ဒီဆက်ဆံရေးကြီးကသူ့အတွက်အဆင်မပြေဖြစ်စေတဲ့အတွက်သူကထွက်သွားရတာပါဆိုပြီးပြောလာလိမ့်မယ် ဆိုတော့ဘာမှလည်းမဖြစ်ဘူးဆက်ဆံရေးကအေးခဲနေတာပဲရှိတာညှိနှိုင်းဆွေးနွေးစရာလည်းမလိုဘူးသူလည်းလုံးစရာရှိတာလို့ဥမာမနဲ့တစ်ချိန်ညတစ်ချိန်ဖုံးဆက်တယ်အပြောတဲ့အချိန်ကလည်း9မိနစ်တောင်မပြည့်ဘူးအเจ้าညာတွေကလည်းစားပြီးပြီလားအလုံးနေလေအဲဒါပဲဒီလိုမျိုးပဲဖြစ်နေပြီးတော့အေးခဲနေတဲ့ဆက်ဆံရေးတွေဆိုရင်တော့တစ်ချက်လေးအချိန်ပေးလိုက်ပါဒါလက်ရှိသူနဲ့ပတ်သက်ပြီးတော့မင်းတိဖို့လိုအပ်နေတာတွေပဲဖြစ်ပါရဲ့ရှင်။ဆိုတော့ဒါဟာ collected reading ဖြစ်ပါတယ်။အားလုံးလည်းတော့ energy ကိုက်ညီနိုင်မယ်မထင်ပါဘူးရှင်။ဒီလို free reading လေးတွေကိုအများအားလက်ခံရရှိခြင်းလေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါ။ TikTok နဲ့ Facebook မှာလည်း active ဖြစ်ပါရရှင် personal reading ဝယ်ယူခြင်းတဲ့သူတွေကတော့ Telegram မှာ booking လေးယူလို့ရပါတယ် YouTube နဲ့ Facebook က follower လေးတွေအတွက်ကတော့ post တိုင်းရဲ့ description မှာ Telegram link ကို Bio number လေးကိုပါပြီးသားဖြစ်ပါတယ်နော် TikTok က follower တွေကတော့ message မှာ highlight တောင်းလဲ Google package တွေနဲ့ Telegram link Bio number တခါတည်းပို့ထားပေးမှာဖြစ်ပါတယ်ရှင်ဒီ video လေးတိုင်း personal reading ဖတ်ချင်တယ်ဆိုရင်တော့ screenshot လေးယူလာခဲ့ပေးပါပညာရေးကတော့3000 3000ပဲကြာတင်ပါမယ် ်ရှင်ဆိုတော့ see you ကိုရီနောက်ထပ် video လေးနဲ့တို့ပြန်တွေ့ကြမယ်เนาะ